ULAA ထိန်းချုပ်တဲ့နေမြေအတွင်းအစ္စလမ်ဘာသာဝင်မွတ်စလင်များကိုကိုရိုဘနီပွေတော်ကျင်းပါခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းဒီကနေ့ဟာအစ္စလမ်ဘာသာဝင်တွေရဲ့အထောက်အမြတ်ပွေတော်တစ်ခုဖြစ်တဲ့ Company 8နဲ့ဖြစ်ပါတယ် အရဘတ်တက်တို့ထင်းချုံနေမြေအတွင်းကမောင်တော်ဘူးတီတောင်ရတိတောင်ကြောက်တော်မြောက်ဦးမင်းပြစတဲ့မျိုးနွေတွေကမွတ်စလင်ကျေးရွာတွေမှာအထိတ်မှတ်ပွဲတို့ပြုလုပ်နေကြပါတယ်အစ္စလမ်ဘာသာရဲ့အယူအယာကွန်ပဏီရဲ့အထိတ်ပေဟာဆော့လော့လူတန်းချင်းတို့အထိတ်ပေရပြီးတော့ပွဲတို့ကာလအတွင်းနွန်ပါသူတွေကိုတန်းနိုင်တလောက်အသာငွေကြေးစတာတွေလူတန်းပြီးပွဲတို့အတွက်အာရခပြည်သူအစိုးရကလည်း ဒေတာနေမူစလင်ကြီးရွာကစီးရင်နွန်ပါသူတွေကိုဆန်နဲ့တခြားအကူအညီထောက်ပံ့ပေးတာတွေရှိတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်ပွဲတော်ရဲတွေမှာအသားစားသုံးသူတွေဘေးအန္တရာယ်ကင်းစေရဲ့အတွက်ကျန်းမာရေးကောင်းမွန်တဲ့နှွားတွေကိုလူတန်းစားတောက်ကြဖို့နဲ့ဘာသာရေးအကြီးအကဲတွေကလည်းတခြားစီစစ်ပေးဖို့ကိုအာရကပြည်သူဒုလန်ရဲ့အစိုးရရဲ့ဘ ਹੁ အုပ်ချုပ်ရေးဌာနကညွှန်ကြားထားပါတယ်။ဒါ့အပြင်ပွဲတော်အတွင်းတာတာအကောက်ခွန်ကိုလည်း အရခိုင်ပြည်သူတော်လှန်ရေးအစိုးရဘက်ကကင်းလွန်ခွင့်ပြုထားတယ်လို့သိရပါတယ်။ရခိုင်ပြည်မှာအစ္စလမ်ဘာသာဝင်တွေအနေနဲ့အရင်အစိုးရတွေလက်ထက်ကဘာသာရေးပွဲတွေကျင်းပပြုလုပ်ဖို့ကန့်တက်ပိတ်ပင်ခံရမှုတွေရှိခဲ့ပေမယ့်လက်ရှိမှာတော့ဘာသာရေးလွတ်လပ်ခွင့်တွေပိုရလာတယ်လို့မွတ်စလင်အတိုင်းအဝန်ကပြောဆိုကြပါတယ်။ရန်ခါဆာယတူရရှိလူခါကျွန်တော်တို့ကိုတခုခုရပါတချို့ဘာသာရေးပွဲကြီးကလွတ်ခွန်မရဆိုရှိခါဖို့အခုလေကျွန်တော်တို့ရေ ကျွန်တော်တို့ကခါဆိုးရပေါ်လာတဲ့ခါအနည်းအဆောင်ကဒီကျွန်တော်တို့ရေခွန်ပူရှာတိဒိုင်ကနေရိုင်းလွေလွေကူကူနဲ့အဆောင်ပြေဒီကွဲတော်ကိုအတိအမှတ်ပြုတံပိုးထားပြီးတော့စုံလင်ကွေးပြတဲ့ကိုကိုွေယုံကြည်သူတွေကြားမှာချစ်ကြည်ရေပုံမတော်မြင့်နေထိုင်ကြဖို့ ULA ကညွှန်ကြားထားတယ်လို့သိရပါတယ် ULA ထိန်းချုပ်တဲ့နေမြေတွေမှာအစ္စလမ်ဘာသာဝင်တို့ရဲ့ကိုရဘနီပွဲတော်ကိုကျင်းပခွင့်ရရှိကြတယ်လို့ဒေသခံမွတ်စလင်တွေက ပြောကြားထားတာပဲဖြစ်ပါတယ်ဆိုတော့ ULAA ခံထားတဲ့မွ슬င်ယမီယဖတ်တူဖြစ်တဲ့မော်လဝီမူဆူကဥဆောင်ကဇွန်လ6ရက်နေ့ကမနေ့ကမောင်တော်မျိုးပေါ်မှာကိုရဘနီနဲ့အခမ်းအနားပြုလုပ်ခဲ့ပြီးတော့ ULAA ဖကကိုရဘနီအတွက်နော့အကောင်လိုက်လှူဒန်းခဲ့တယ်လို့သိရပါတယ်ခွင့်ပြုတာတခုတည်းတော့မဟုတ်ဘူးနော် သူတို့ရဲ့ကိုဂုံပြူတဲ့အနေနဲ့သူတို့ရဲ့ပွေးတော်ကိုအလေးထားတဲ့အနေနဲ့လေးစားတမှုနဲ့သူတို့မှာနောတပ်ပြီးတော့အလူလုံးတဲ့အတွက်နောတော်မှာပေးခဲ့တယ်လှူဒန်းပေးခဲ့တယ်ဆိုတဲ့အချက်ကလေးဖြစ်တယ်ဆိုတော့အလာတူမှာစဉ်းစားရမယ့်အချက်နော်အလာဒူမာဘူးဒီတော်မျိုးပေါ်မှာကလေ ULA အရင်နဲ့နှိစက်တဲ့အဒူရောဟိန်းနဲ့အဖွေကဥဆောင်က ကြေးရွာအချို့ကိုနော့အကောင်လိုက်ပေးအပ်ခဲ့ပြီးဇွန်လ9ရက်နေ့မှာစူပောင်းပြီးတော့ကိုရဘန်နေအလူလုံဖို့ AFA ကစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီလက်ထက်တောင်းကဘာတွေများခံစားခွင့်ချီခဲ့တယ်လဲဒီအရာကိုထိတော်ဖို့လိုအပ်တယ်ပြီးတော့ရသေးတောင်ကြောက်တော်မြောက်ဦးမင်းပြပေါတော်စာရင်မျိုးနေတယ်မှာရှိနေတယ် AFA ကကိုရဘန်နေအလူအတွက်နော့အကောင်လိုက်လှူဒါန်းမှုတွေအပြင်ကျေးရွာအချို့ကို ဆံအိတ်90ကိုပါမွတ်စလင်တွေအတွက်တွေးအပ်ခဲ့တယ်လို့မြေပြင်တည်အရေးမြေတွေကပြောဆိုထားတာပဲဖြစ်ပါတယ်။ဇွန်လာဆာမိုင်ကအေအထိန်ချုပ်တဲ့နေမြေအတွင်းမှာကိုရဘန်နီအလူလုံးရင်နွားတွေကျွေးတွေစိတ်တွေစားတဲ့တားကောင်တွေတန်ဖို့900ခိုင်နှုန်းကို အခွန်ဆောင်ဖို့အေအဌာနကပြောဆိုထားပေမယ့်ဇွန်လ9ရက်နေ့ကစပြီးတော့အေအေရဲ့ဘိုးအမိန်အရဆိုတာ ိုရပန်နီလုံဖို့အတွက်လူတော်မေသားကောင်တွေအပေါ်မှာအခွန်တင်းလောခွင်းကိုလည်းပြုခဲ့ပါသေးတယ်။ရရော်လိုက်အလူပွေးတော်တွေပြီးဆုံးတဲ့အခါသားကောင်အရေအတွက်စရင်ကိုတန်းဆိုင်ရာနေမေရုပ်စီပေးပို့ဖို့ပြင်ဆင်တမတ်ခဲ့တယ်လို့မောင်တော်မျိုးပေါ်ကမွ슬င်ဒေသခံတွေကပြောဆိုလိုက်တာပဲဖြစ်ပါတယ်ဒီတော့အေအေရဲ့ လုံရက်ကိုရိုးဆွေးဆွေးနေတဲ့လူတွေရဲ့ပြောစကားနဲ့လက်ရှိအာရခမြေပြင်မှာရှိနေတဲ့မွတ်စလင်အတိုင်းဝိုင်းကပြောတဲ့စကားကိုနှစ်ဖက်ညှိနှိုင်းပြီးတော့ကြည်ဖို့လိုအပ်ပါတယ်ပြီးတော့ကျွန်တော်အမြဲတမ်းပြောတယ်အာရခဒေသမှာလွတ်မြောက်နေမည်ဆိုပေမဲ့ လက်အဟောင်းကိုကျွန်တော်တို့ဖြောင်းဖြောင်းသားသားချီးပြီးသားလက်ကိုချောင်းရတာမဟုတ်ဘူးဥပဒေပြုရဲ့တရားစီရင်ရဲ့အုံရှုံးရဲ့ပြန်လေထူထောင်ရဲ့ဒီအရာတွေကိုအကုန်လုံးထောင်လျှောက် ULAA အရာဟတ်တတော်ကနေပြီးလုံးဆောင်တဲ့နေရာမှာလူတိုင်းမှာကတော့လမ်းချောက်တာဖြောင်းဖြောင်းတန်းတန်းလို့မရှိဘူးဘာဘာလဲဆိုတော့လမ်းကောင်းမဟုတ်ဘူးလေ ဒေါ်လာရဲ့လမ်းကြောင်းကိုချောင်းနေတဲ့နေရာမှာခလုံးလေးတော့ထီးတာလေးတွေရှိလိုက်မယ်အကုန်လုံးအစင်ပြေရားစေမေးလို့မဆိုလိုဘူးအစင်မပြေတဲ့အရာလေးလေးရှိမယ်ဒီအရာကိုကျွန်တော်တို့တော်လန်စေးအချိန်မှာဖြေးပြီးတော့တွေးဖို့လိုအပ်တယ်ဆိုတော့ဇွန်လနှစ်ရက်နေ့ကတည်င်းတပုတ်ကိုကျွန်တော်အနေနဲ့ဒါအရေးကြီးတဲ့အချက်တွေနဲ့ဆက်လျင်းပြီးတော့ပြောဖို့အတွက်ဒီပြောရခြင်းပဲဖြစ်ပါတယ် ဇွန်လ၂ရက်နေ့က Western New ကတင်ထားတဲ့သတင်းတပုတ်အရာခတ်တတ်တော်အေရဲ့ထိန်ချုပ်ထားသောရခိုင်ပြည်မျိုးနွယ်များတွင်ရက်ကွက်ကြေးရောအုပ်ချုပ်ရေးမှုများ၏ထောက်ခံစာဖြင့်မွစလင်များမှရခိုင်ပြည်အနက်တော်လာခွင့်ရနိုင်ကြောင်းမွစလင်အတိုင်းဝိုင်းနေထာမသိရပါတယ်မိမိတို့နေထိုင်ရာဒေသတွေအုပ်ချုပ်ရေးမှုများထံထောက်ခံစာများတောင်းခံကအခြားသောမျိုးနွယ်ရောများသို့တွားရောက်လေပတ်ခွင့်ရှိသည်ဟုမင်းပြဒေသခံမွစလင်တို့ကပြောဆိုထားတာဖြစ်ပါတယ် ဘေကိုပဲတော်တော်ထောက်ခံချက်တွေတော့လိုပါတယ်ထောက်ခံချက်တွေပါရင်တော့ဒီမျိုးရော်တွေထဲမှာကြိုက်တဲ့နေရာတွေကိုတော်နိုင်ပါတယ်